ောင်းတာဒီကြက်ကလေးပေါ့ကျေးသွားစမ်းတာလရင်ကတော့နည်းနည်းပေါ့နော်မာကြက်ရဲ့အနေထားပြောရမှာလဲမနှော့မကြည့်ကြည့်အောင်ကြက်မဲ့တော့တော့မစွန်းခဲ့ဘူးနော်ကြီးတော့စမ်းသားပြီဟဲ့လားနောက်တပွဲကြရင်တော့ဥတော်ဝိုင်းကြီးကိုတက်လာတော့မယ်ဟဲ့လားနော်ဒီကြက်ကြီးတော့စမ်းသားပြီဥတော်ရဲ့2025ဘယ်လက်ရုံဒီနေ့မှကြီးစမ်းပြီးပြန်လာတာဟဲ့လားဝိုင်းကြီးတက်လာတော့မယ်ဟဲ့လားဒီနေ့မှကြီးစစမ်းတာမဲ့တော့မစွန်းခဲ့ဘူးဒီမှာ မမဲ့တော့မဆုံးခဲ့ဘူးနော်သွားတာမဟုတ်တော့ဝိုင်းကြီးကိုဆင်းခဲ့တော့မယ်ဟဲ့လားတော်လိုင်းပုံမှာဘေကုံခံလေကုံခံပြီးတော့ပညာတွေဘဟုတုတ္တတွေပေးတာလဲပေးတာပေါ့ဥပဒေါင်းချန်ထဲမှာကြက်တွေအဖအတွေအများကြီးပဲဥပဒေါင်းကြက်ရောင်စားပါလားအေးမင်းတို့ပေးတဲ့အကြံဉာဏ်တော့မဆိုးပါဘူးဒါမင်းလည်းလူငါတခုပြောပြမယ်ကွာဟိုကြက်ဆိုတဲ့အမျိုးอ่ะ လူတယောက်နဲ့တယောက်ဘယ်အရာဖြစ်ဖြစ်အကြိုက်ရင်မတူကြဘူးဥပမာငါရောင်းလိုက်တဲ့ကြက်ကငါမျက်စီတွေတိုးလို့ငါကြိုက်တဲ့ကြက်ဟိုဘက်တစ်ဖက်မှာ तू ကမခုတ်ထာနဲ့ပဲကြုံလို့ပဲဖြစ်ဖြစ် तू ကပဲသူ့ထဲမှာအကြိုက်မတိုးတာပဲဖြစ်ကိုကလမ်းကြိုက်တယ်ကိုကအမိုက်ကြိုက်တယ်ကိုကအမိုက်ကြိုက်တယ်ကိုကလမ်းကြိုက်တယ်အဲ့တော့ဟိုဒါရီကြတော့လွဲချော်မှုဖြစ်ပြီးတော့အောက်ကကုန်းမအောင်မှာပောက်ခွေရကြီးရေးလာရောအဲ့တံကိုငါမခံနိုင်ဘူးငါအသက်တိမ်တိမ်သွားပါစေနော် ငါမဟုတ်တဲ့အလုပ်ကိုငါမင်းတို့ဒီနေ့ကျင်ပြီးပြောမယ်လုံးဝမလုံနိုင်ဘူးအဲ့တော့ကြက်ဟိုအခုတော့ရှိရကွာဒီကြက်တွေအခုဒီမှာ၄၅80လောက်ရှိရတဲ့မှာငါအဲ့ထဲမှာ10កောင်တော့កောင်းရင်ကျင်ရပြီကျန်တဲ့ဥစ္စာတော့ငါလောက်ချာလုံပလိုက်တာအဲ့တော့ဥတော်ကြက်ရောမလားဆိုငါကတော့ငါကိုမဲအောင်မှာလော်လီတာတို့ဗျမ်းမရာရေးတာတို့ ငါလက်မခံတတ်တဲ့လူဆိုတော့ငါကြိတ်ကြောင်သားဘူးပါငါအသက်သေးသေးလေးကြက်ပဲတော့မှမယောင်သားဘူးအေးတခုရှိတယ်အဲကြက်ငါကြက်တွေဝိုင်းနေချတိုက်လိုက်တယ်ချတိုက်လိုက်တယ်အဲမြင်တဲ့အခါမှာသူတွေးကိုသူကြိုက်ကိုကြိုက်ဖြစ်သွားတယ်အေးအဲ့လိုအချိန်မျိုးကြရင်တော့တန်ငါရောင်းရဲတယ်ဘာဖြစ်လို့လဲဆိုတော့သူကိုနိုင်ကကြိုက်ပါတယ်ဒီစည်းပေးနိုင်ပါတယ်ဆိုပြီးတော့ဒါဝယ်တဲ့အဝယ် အဲ့တော့ဥတော်ကြက်ရောက်စားပါလားဆိုရဲအကြံဉာဏ်ပေးတယ်အများတကကြီးပြည်လေတယ်ကြက်တွေရောက်စားနေတယ်အဲဥတော်ကတော့ like share follower တွေ view တွေတာကြီးရလို့ဥတော်ကြက်ရောက်စားရင်အဆင်ပြေမှာပဲလို့ဒါအကြံဉာဏ်ပေးတာဥတော်တခုပြောလိုက်မယ်အားလုံးကိုကျေးဇူးတင်တယ်ငါအသက်မသေးသေးသေးနော်ငါကြက်ရောက်စားဖို့ဟာလုံးဝအစီအစဉ်မရှိပါဘူးလို့ဥတော်ဒီနေ့နော် live မှာတက်ပြောပေးရမြို့ဟုတ်လားနော်ကြက်လုံးဝမရောက်စားနိုင်ပါဘူးဟုတ်လား